the shit out of the street. You're gonna get hit by a car or you're gonna get arrested. Go away. Protest. The unelected fox in the governmental hen house who has conflict of interest in ကျွန်တော်တို့ကံကွယ်ဆန္ဒပြနေတဲ့သူကတော့အစိုးရချက်ချန်တွေကရွေးကောက်ခံမဟုတ်တဲ့မြေခွေးဖြစ်သူကိုပါပဲသူရဲ့အကျိုးစီးပွားအများပြားတွေကလည်းအမေရိကန်အစိုးရစီကနေရန်ပုံငွေတွေရနေတာဖြစ်လို့အကျိုးစီးပွားပြိပက္ခဖြစ်နေတာပါဒါလည်းမဖြစ်သင့်ပါဘူး ပြီးတော့သူ့ရဲ့ရွေးကောက်ခံမဟုတ်တဲ့ dose အဖွဲ့ဝင်တွေဟာကျွန်တော်တို့ရဲ့အမေရိကန်အစိုးရနဲ့အစိုးရရဲ့ဝန်ဆောင်မှုတွေအားလုံးကိုကြပြောင်းကြပြန်နေဖြစ်အောင်လုပ်နေပါတယ်။ဒီတော့ခမားနဲ့အားလုံးကိုကျွန်တော်တို့အစိုးရမှာဖြစ်ပျက်နေတာတွေကိုကန့်ကွက်ဆန္ဒပြစေခြင်းနဲ့ဘာလို့လဲဆိုတော့သူကလုပ်ငန်းရှင်လေသူကအမေရိကန်အစိုးရစီကနေ Tesla program တွေအတွက်ဒေါ်လာတန်းနဲ့ချီပြီးရနေတာအရင်က Twitter ဖြစ်ခဲ့တဲ့ X အတွက်လည်းသူရနေတာပါပဲ SpaceX နဲ့ Starlink နဲ့အခြားသူပါဝင်နေတဲ့စီးပွားရေးမျိုးစုံအတွက်အကုန်ရနေတာ ဒီတော့သူကအစိုးရရပုံငွေတွေကိုခြားစားအလွဲသုံးစားလုပ်တဲ့သူအစိုးရစီကနေပြည်သူတက်ကြီးရွယ်အိုတွေစစ်ပြန်တွေဆရာဆရာမတွေအမေရိကန်အသားအရောင်ဆုံးလူမျိုးစုံဘာသာစုံလိင်မျိုးစားအစုံအတွက်ရတဲ့နဲ့ငွေတွေကိုလူယူနေတာပဲဒီတော့ဒါကမှအမေရိကန်ရဲ့လမ်းစဉ်ပဲအီလွန်မတ်စ်ကအမေရိကန်ပြည်သူတွေပေါ်ကျူးလွန်နေတဲ့လမ်းစဉ်ကအမေရိကန်လမ်းစဉ်မဟုတ်ဘူး This is the American way not what Elon Musk is perpetrating on the American public. Get out of here. He's dangerous. He's not American. He's not American at all. Uh, because we feel like Elon Musk was not elected to office. So he should. ဒီတော့ကျမတို့အစိုးရကိုသူကဖြက်စီးမနေတင်ဘူးပြီးတော့သူကူးရထားတဲ့အာဏာမျိုးကိုလည်းရမနေတင်ဘူးဒီတော့ကျမတို့ဒီလိုလာပြီးတော့သူ့ရဲ့စီးစိမ်တွေအပေါ်တက်ရအောင်လုပ်ဖို့ကြိုးစားတာပဲဘာလို့ Elon Musk ကိုမကြိုက်ရလဲဆိုတာကတော့ကျမပြောပြပြီလေသူ့ကိုကျမလူပုတ်ကိုဆွဲနေမုံတာလည်းမဟုတ်ဘူးသူကျမတို့အစိုးရကိုလုံနေတဲ့လှုပ်ရက်တွေကိုမကြိုက်တာကျမတို့အစိုးရကကူညီနေတဲ့လူတွေကိုသူဒုက္ခပေးနေတာတွေကိုမကြိုက်တာအဲ့ဒါကြောင့်မို့လို့သူ့ကိုထွက်ရစေခြင်းနဲ့ I want him out. He was not elected. He should not be in... he should be not be impacting our government. Good morning. I'm an elder and um, I'm with Third Act and um... ကျမကတတ်အပ်အဖွဲကတကြီးရွယ်ကိုတယောက်ပါပဲငင်းညစွာဆန္ဒပြနေတဲ့သူပါကျမကဒို့ချ်ကိုစန့်ကျင်တယ်အီလိုမတ်စ်ကိုစန့်ကျင်တယ်ဒိုနယ်ထရန့်ကိုလည်းစန့်ကျင်တယ်ကျမတို့ဆိုရဟာကျမတို့ပြည်သူတွေရွှေပြောင်းနေထိုင်သူတွေနိုင်ငံသားတွေနဲ့အားလုံးကိုစောင့်ရှောက်စေချင်ပါတယ်သူကကျမတို့နိုင်ငံကိုဖျက်ဆီးနေတာကျမတို့နိုင်ငံကို ကျမတို့အားလုံးအတွက်ပြန်ရချင်ပါတယ် I want our country back for all of us